ဦးရှိတီစားပေးရင်ကျမရဲ့တပါးရီကောင်းစေတယ်လေဦးရှိတီကစေဘဝင်နဲ့အနိတင်တွေမြောက်စောပါဝင်နဲ့အတိဖြစ်သူအကောမာတီတမျိုးလည်းဖြစ်ပါတယ် ဥရှိတီကိုသူညက်နဲ့ပြောတော့ရင်ချွချွမူမူလေးနဲ့တောက်လို့ကောင်းတယ်လို့တချို့ကဥရှိတီထဲတကြပ်ဖက်ပြီးစားရမှုလည်းရှိပါတယ်။ဥရှိတီစားပြီးရင်ကျမရဲ့အတွက်ဘာလို့ကောင်းစေတယ်ဆိုရင်နှလုံးကိုကျမစေချင်။ဝိဖြစ်ချင်းကိုကောက်ွယ်ပေးခြင်း၊သူတင်စားတဲ့ကိုလည်းထင်းကြီးပေးနိုင်ခြင်း၊အစာအိမ်နဲ့ဦးလန်းချောင်းကိုကျမစေနိုင်ခြင်း၊အစာချစ်စနစ်ကိုကောင်းမွန်စေခြင်း၊ဦးသွေးအစိတ်အတော့တွေကိုဖယ်ရှားပေးနိုင်ခြင်း ကိုယ်သွင်းရောင်ရမ်းမှုကိုတတ်တာစေခြင်းကိုယ်သွင်းအပူငိမ့်စေနိုင်ခြင်းကိုလက်စထရောကိုထိန်းချုပ်ပေးနိုင်ခြင်းဖတီးရီးယားတွေကိုတိုက်ဖြတ်ပေးနိုင်ခြင်းအိမ်ပြန်မှာအပူပိတ်ထွက်ခြင်းကိုတတ်တာစေနိုင်ခြင်းလူတိုင်းမိခင်တွေအတွက်လူချက်ကောင်းစေခြင်းလေကောင်းဝင်လာကိုတတ်တာစေနိုင်ခြင်း အနိုင်ရင်ကျဲယောဂကိုသက်သာစေခြင်းတက်ရှင်လန်းကြောင်းမှတစ်ဆင့်ကုသတ္တေယောဂများကိုလည်းကောက်ွယ်ပေးနိုင်ခြင်းနာကိုက်ခြင်းဝိဒနာကိုသက်သာစေနိုင်ခြင်းဗီတာမင်စီချို့တဲ့မှုကိုကောက်ွယ်ပေးနိုင်ခြင်းအရင်နာကင်စာဖြစ်ခြင်းကိုကောက်ွယ်ပေးနိုင်ခြင်းဖြင့်အခြားကင်စာမျိုးမျိုးကိုလည်းကောက်ွယ်ပေးနိုင်ခြင်းစတာတွေကိုအရှိတိကပြစမဲ့တာကြောင့်တင့်ကြမ်းမရဲ့အတွက်အစာလဲစေဆေးလဲအစာဖြစ်စေတဲ့တဘာဝကပေးတဲ့ ဖြစ်ဒီကိုစပယ်ခြင်းကစမရွေးတဲ့ကောင်းမွန်စေတဲ့အထောက်အပံ့ပြုစေနိုင်ပါတယ်။